ီပမှာစစ်တပ်ထောက်ခံတဲ့အမှုပညာရှင်တွေလာရောက်ဖျော်ဖြေတဲ့ပွဲတွေကိုစန့်ကျင်တဲ့ boycott အရှိန်အောင်မြင်နေပြီး Iron Cross ဖျော်ဖြေပွဲကိုပြည်သူတွေဆက်ပြီးတော့ boycott လုပ်ဖို့အတွက်တော်လိုင်းအင်အားစုတွေကတိုက်တွန်းထားပါတယ်။ဇွဲသစ်တင်ပေးပို့ထားတာပါရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစစ်တပ်ထောက်ခံအမှုပညာရှင်တွေလောက်တဲ့ပွဲတွေကိုသွားမချီကြဖို့စန့်ကျင်သပိတ်မောက်တဲ့ boycott လှုံ့ဆော်မှုကအထိုက်လက်အောင်မြင်ခဲ့ပြီးနိုဝင်ဘာလ22ရက်နေ့မှာကျင်းပမဲ့ Iron Cross ဖျော်ဖြေပွဲကို ပြည်သူတွေဆက်လက်ဆန့်ကျင်ဘွိုက်ကော့လုပ်ကြဖို့တိုက်တွန်းလို့ဆိုနေပါတယ်။မလေးရှားနိုင်ငံမှာပြီးခဲ့တဲ့နိုဝင်ဘာလပထမပတ်အတွင်းစစ်တပ်ထောက်ခံအမှုပညာရှင်အစိုးရဂျီဖက်လာဖျော်ပြခဲ့တဲ့ပွဲကို မလေးရမြန်မာအတိုင်းဝန်ဆန့်ကျင်သပိတ်မောင်းကြဖို့လှုံ့ဆော်ခဲ့ပေမဲ့ထိရောက်မှုက30ရာခိုင်နှုန်းပဲရှိခဲ့တယ်လို့ဆိုပါတယ်။မလီမာဂျီဖာပွဲလုပ်သွားတာနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်ဂျီဖာပွဲမှာဘွိုက်ကော့ထိအောင်ဘူးက 30ရာခိုင်နှုန်းလောက်ပဲရှိတယ်လို့ပြောလို့ရတယ်80ရာခိုင်နှုန်းကတော့မအောင်မြင်ဘူးလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီနေတော့ကျွန်တော်တို့ base ကလည်းကျနေတယ်တော့တောက်လျှောက်နှိုးစော်ပေးမယ်အဲ့လိုမျိုးအဖွဲ့အစည်းအနေနဲ့ကမရှိတဲ့အခါကျတော့ဟို boycott ထိအောင်မှုကတိတ်မရှိခဲ့ဘူးပေါ့နော်။ FIFA ဘွဲတွေဘွဲတွေပဲကိုကြည့်မယ်ဆိုရင်ပေါ့။ဒါပေမဲ့ပွဲစဉ်နှစ်ပွဲအဲ့ဒီမှာလုံးဝပွဲနှစ်ပွဲလုံးကိုကြည့်မယ်ဆိုရင်တော့ boycott ထိအောင်မှုက90ရာခိုင်နှုန်းရှိတယ်။ဘာကြောင့်လဲဆိုတော့မြန်မာကျောင်းသားအုပ်စုမှာကျတော့ boycott ကသူကကျောင်းသားမှန်တယ်များပါဝင်တာဖြစ်တဲ့အတွက်အဲ့ဒီကျောင်းနေမှာလုပ်တဲ့ပွဲတွေကတော့လုံးဝ ဒီ white core percent တွေပါလာပြီဆိုလို့ရှိရင်တော့တေချာပေါ့အဲ့ဒီပွဲတွေကပြတ်ကိုပြတ်တာမဟုတ်လို့ထိုင်းနိုင်ငံမှာတော့ IC ရှုပ်ပွဲလက်မှတ်ရောင်းတဲ့ဆိုင်တွေအကုန်လုံးကို white core ဖို့ FNCC ဘာမှအဖွဲ့ကကြီးညာခဲ့ပြီးတဲ့နောက်တချို့ဆိုင်တွေမှာလက်မှတ်မရောင်းတော့တာတချို့ဆိုင်တွေကိုပြည်သူတွေအားမပေးတော့တာစတဲ့တာယာမှုကြီးတဲ့အထိ white core အောင်မြင်ခဲ့ပေမဲ့စားသောက်ဆိုင်ကြီးတွေကတော့ဆက်လက်လုပ်ကိုင်နေပါတယ်ဘန်ကောက်မှာရှိတဲ့မြန်မာအတိုင်းဝိုင်းကကျွန်တော်တို့ IC ရှိုးပွဲအပါအဝင် ဘီစီကိုထိထိရောက်ရောက်လုပ်နေသလားဆိုတော့အဲထိထိရောက်ရောက်လုပ်တဲ့အဖွဲရှိတယ်လို့မလုပ်တဲ့အဖွဲလည်းရှိနေသေးရပါတော့။ပွဲမြင်ပြောရှင်တတ်တဲ့အဖွဲလေးတွေရောရှိသေးရယ်။ဆိုတော့အဲ့ဒီအဖွဲကြားထဲမှာစိတ်ဝင်ဖို့လည်းလိုတယ်ပေါ့နော်။ပြီးတော့ကျွန်တော်တို့ spicy bar လိုမျိုးအဲနေရာတွေမှာအရင်တော့ဆက်ဆိုင်ခက်လိုက်ပွဲဆိုလဲတခန်းတနာလုပ်ခဲ့တာပဲလေ။ဆိုတော့အဲ့ဒီတော့ကဘာလို့ BC မလုပ်တာလဲပေါ့နော်။ဆိုတော့အခုဒီအချိန်လေးပြန်မြင့်လာတဲ့အခါလူတွေကတော့ awareness ရသွားတာတော့မှန်တယ်။အဲ လုံမယ်ဆိုတဲ့အတိဝင်သွားတာတော့မှန်တယ်အရင်တက်ဆိုင်တော့လုံမယ်ဆိုတဲ့အတိဝင်သွားတာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့မလုံရသေးတဲ့အဖွဲလေးအဲ BC လုံရအောင်ကောင်းမဲ့မသိတဲ့အဲလူတန်းသားတရက်လည်းရှိပါသေးရဲ့ဗျမြန်မာအနာသိန်းစစ်တပ်နဲ့တဏီမဟုတ်တဏီဆက်နွယ်နေတဲ့ဆိုင်နေလုပ်ငန်းတွေကတော့ပြည်သူကိုတောင်းမှမှာမဟုတ်သလို FNCC ဘာမှအဖွဲ့ကလည်း boycott နဲ့ social punishment ဆက်လုပ်ချဖို့နှိုးဆော်သွားမယ်လို့ဆိုပါတယ် ဝိုင်ကောကအတန်ဒိတ်နဲ့ကျွန်တော်တို့ဒီအာနာသိန်းစေဥစုအများကြီးအထင်နာစီရယ်ပြီးတော့သူတို့ရဲ့ဝါရဖြန့်ချီကွန်ရက်ကိုအများကြီးအင်အားချိနေတော့လုံနိုင်တယ်ဆိုတော့လူလူကတေချာသိအောင်ကျွန်တော်တို့အများကြီးနှိုးဆော်ရမယ်ပေါ့နော်။ဘာဖြစ်လို့အဲ့လိုနှိုးဆော်ရမယ်လို့ပြောလဲဆိုတော့အဲဝင်းဝေးလမ်းကြောင်းရပဲဖြစ်စီကျွန်တော်တို့ကဒီသူတို့ကိုထိခိုက်စေချင်တယ်ဆိုလို့ရှိရင်သူတို့ရဲ့ယက်တီမှုနဲ့ယက်တီရှင်သမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကသူတို့ကိုဝင်းဝေးလမ်းကြောင်းရထိခိုက်စေချင်တာပဲဖြစ်ဖြစ်ကျော်နေသွားစေချင်တာပဲဖြစ်ဖြစ် လုတ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဘွားကော့ကိုတေချာလုံးမရမယ်။နောက်ပြီးတော့သူတို့နဲ့ပတ်သက်နေတဲ့ဒီအစုအဖွဲ့တွေအတိုင်းဝိုင်းပြီးမှန်တမ်းအောင်ကျွန်တော်တို့က social punishment တေချာတိတိကျကျလုပ်မယ်ဆိုရင်အဲ့ဒီလူတွေကလူအတိုင်းဝိုင်းထဲမှာဆက်ပြီးရှင်သန်ရက်တီဖို့ခက်ခဲလာမှာဖြစ်တဲ့အပြင်လူအတိုင်းဝိုင်းရဲ့ဖယ်ကျင်မှုကိုကြုံရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အိုက်ဘွားကော့ကိုဒီထက်အများကြီးပို့ပြီးတော့ဆက်လုပ်ဖို့လိုတယ် social punishment ကိုလည်းတေချာလေးဆက်လုပ်ဖို့လိုတယ်ပြခဲ့တဲ့အော်တိုဘာလာတွင်ကထိုင်းမှာပြသခဲ့တဲ့ တယောက်ဆောင်နေဝင်ပါဝင်တဲ့ပြောတဲ့ရုပ်ရှင်ကိုဘွိုက်ကော့လုပ်ခဲ့တဲ့စန့်ကျင်ကမ်ပိန်းကထိထိရရအောင်မြင်ခဲ့ပြီးနိုဝင်ဘာလတွင်ဘန်ကောက်စပိုက်စီကလပ်မှာလုံမဲ့ဖြောပြပွဲအချို့လည်းဖျက်သိမ်းခဲ့ရပါတယ်။ပြပရောက်မြန်မာတွေအနေနဲ့စစ်တပ်ထောက်ခံတဲ့နှုပညာရှင်တွေရေပေါ်စီတွေလာရောက်ဖြောပြမဲ့ပွဲတွေကိုသွားအားမပေးကြဖို့ဘွိုက်ကော့နဲ့ဆိုရှယ်ပနိရှမန့်ထိထိရရလုံဆောင်ကြဖို့လည်းတော်လိုင်းရာစုတွေကတိုက်တွန်းပြောဆိုနေကြပါတယ်။ကျွန်တော်ဇွဲသစ်ပါ